အင်္ဂလန်နိုင်ငံအခြေစိုက် Global Witness အဖွဲ့ဟာမြန်မာပြည်မြောက်ဖျားကကြောက်စိမ့်တဲ့ပတ်သက်တဲ့အစီရင်ခံစာထုတ်ပြန်နိုင်ဖို့အချိန်တစ်နှစ်ကျော်ယူခဲ့ရပြီးအဲ့ဒီထုတ်ပြန်ခြင်းနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲကိုရန်ကုန်မြို့ကမြန်မာဒိဋ္ဌပြာခန်းမှာပြုလုပ်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာပြည်ခဲ့တဲ့2014ခုနှစ်အတွင်းကြောက်စိမ့်ထုတ်လို့ရောင်းချမှုကရရှိတဲ့တန်ဖိုးငွေဟာအမေရိကန်ဒေါ်လာ31ဘီလီယံအထိရှိတယ်လို့ခန့်မှန်းထားပြီးအဲ့ဒီပမာဏကတနိုင်ငံလုံးတရားဝင်ကုန်ထုတ်လုပ်မှုတန်ဖိုး GDP ရဲ့48%နှုန်းနဲ့ အစိုးရအသုံးပြုတဲ့ကျန်းမာရေးဇယက်ရဲ့46ဆရှိတယ်လို့ Global Witness အဖွဲ့ကပြောပါတယ်။အချင်းပြည်နယ်ကကြောက်စင်းထုတ်လုပ်မှုကိုထိန်းချုပ်ထားတဲ့အဖွဲ့အစည်းအမျိုးအစား၄မျိုးရှိပြီးအဲ့ဒါတွေကတော့အစိုးရစီကတရားဝင်လိုင်စင်ရထားတဲ့ကုမ္ပဏီကြီးတွေတက်မတော်ပိုင်းမြမစီးပွားရေးဥပိုင် Limited to Asia World Cambodia စတဲ့ကုမ္ပဏီတွေနဲ့အပြစ်ခတ်ရစဲထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ကုမ္ပဏီတွေဖြစ်တယ်လို့ Global Witness အဖွဲ့ကအာရှဒါရိုက်တာ Mike Davis ကပြောပါတယ်။ So for example we have the companies which belong to the family of former senior general Tan Shui. ဆိုရတာမျိုးမှာဥပမာအပြပြောရမယ်ဆိုရင်ကျွန်တော်တို့ရဲ့အရင်ကကျွန်တော်တို့ရဲ့ဘူချုံဟောင်းဘူချုံမူကြီးဟောင်းတန်းရွှေနဲ့သူမိသားစုပိုင်တဲ့ company နှစ်ခုရှိပါတယ်နှစ်ခုအပြင်တို့အနေနဲ့အဲ့ဒီနှစ်ခုကနေဆက်ပြီးစင်ပွားလာတဲ့တခြား company ခွဲတွေလည်းဆက်ဆက်နေတဲ့ company တွေလည်းဆက်ပြီးရှိနေအောင်မယ်လို့တို့အနေနဲ့သုံးသပ်ရပါတယ် Global Witness အဖွဲ့ဟာကမ္ဘာနိုင်ငံအသီးသီးကတဘာဝတရားစာသားဆိုင်ရာစီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးသုတေသနပြု လေ့လာတုံ့တက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။ဒီအစီရင်ခံစာရရှိဖို့အတွက်မြန်မာစီးပွားရေးဥပိုင်လီမိတက်အပါအဝင်ထူးကုမ္ပဏီကမ္ဘောဇာကုမ္ပဏီတို့အပြင်လူပေါင်း၄၀၀ကျော်ကိုစုံစမ်းမေးမြန်းခဲ့တယ်လို့သိရပါတယ်။ ကျော်စိန်ထုတ်လို့ရောင်းချမှုကရရှိတဲ့နိုင်ငံတော်ဗန္ဓာငွေတွေဟာတခြားတယံဇာတအရင်းမြစ်တွေစီကရတဲ့ဝင်ငွေထက်အစပေါင်းများစွာရှိနေပြီမဲ့အဲ့ဒီငွေတွေဘယ်ရောက်သွားလဲဘယ်နေရာတွေမှာအသုံးပြုနေလဲဆိုတာကတော့နိုင်ငံတော်လျှို့ဝှက်ချက်ကြီးတစ်ခုလို့ဖြစ်နေတယ်လို့ Global Witness အဖွဲ့ကဂျူမန်ကူပါကပြောပါတယ် This is of course only an estimate and we want more information to come out so that clearer numbers can be given but what we are ဆရာကမဒီကိင္နာ30 million ဆိုရဲအချက်လက်ကတို့ရဲ့ခမန်းသွက်ချက်မှုဒါဖြစ်ပါတယ်တကယ်အသေးအတိအကျတန်ဖိုးတွေကိုသွက်ချက်ဖို့ဆိုရင်တို့ကိင္နာအချက်လက်တွေအများကြီးလိုနေပါသေးတယ်ဒါပေမဲ့ဒီတို့ရဲ့ဒီတို့အဓိကခမန်းသွက်ချက်မှုအရာကျွန်တော်တို့ဒီကျောက်စိန်ကန္တာကကျွန်တော်တို့ရရှိတဲ့တို့ဘာနာငွေကတခြားတယံဇာရအရင်းမြစ်တွေစီကကျွန်တော်တို့ရတဲ့အာဘာနာငွေထက်အများကြီးများနေတယ်ဆိုတာကိုတို့တွေ့ရပါတယ်ခမန်းသွက်ချက်မှုအပြင် ဆိုတော့ကဘာမေးဆရာရှိလာတာကဒီလောက်ပမာဏများတဲ့ပတ်စံတွေဘေးရောက်ကုန်ကလေးပေါ့နော်တကယ်ကျွန်တော်ကချင်ပြည်နယ်တွင်းမှာတကယ်လိုအပ်နေတဲ့လူထုတွေစီနောက်တစ်ခါမြန်မာပြည်တွင်းမှာရှိတဲ့တကယ်လူထုတွေစီကိုရောက်သလားဒီပတ်စံတွေဘေးကိုရောက်သွားကြသလဲပေါ့နော်အချင်းပြည်နယ်ဖားကန့်ဒေတာမှာအငိမ့်သားဗိုလ်ချုပ်မူကြီးအောင်ဦးသက်ရွှေမိသားစုပိုင်းချိုင်းအင်တာနက်ရှင်နယ်ကုမ္ပဏီနဲ့မြန်မာနိုင်ငံကရုကုမ္ပဏီတို့တည်ထောင်ထားသလိုမွေးမြူရေးနဲ့ရေလုံငန်းဝန်ကြီးဟောင်းဦးအောင်မြင့်နဲ့ပြည်အောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအထွေထွေအထွေမှုဟောင်းဦးမမောင်အောင်တို့ကလည်းကြောက်စင်းကုမ္ပဏီတွေဖွင့်လှစ်ထားတယ်လို့သိရပါဗျ။ ဖားကန့်ဒေသမှာ1991နောက်ပိုင်းအစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဝင်လာပြီးကြောက်စိမ်းလုပ်ငန်းတွေအကြီးအကျယ်လုပ်ကိုင်လာတဲ့အခါမှာဒေသတွင်းကတနိုင်တပိုင်ကြောက်စိမ်းထူပေါ်တဲ့ကြောက်တုသမားတွေရဲ့ဘဝဟာပျက်စီးသွားရသလိုတဘာဝပဝန်းကျင်အပေါ်မှာလည်းဆိုးဆိုးဝါးဝါးထိခိုက်စေတယ်လို့ Global Witness အဖွဲ့ကဂျူမန်ကူဘာကပြောပါတယ်။ People who traditionally made their living from jade have been systematically squeezed out and and many have been forced to move to other forms of livelihood and sometimes to move out of the area altogether. ဆိုတော့ကောင်မျိုးမှာအဲ့ဒီလိုကုမ္ပဏီတွေဆက်ဝင်လာပြီးကလေးကဒီဖကန် data မှာကနဦးကလေးကတနိုင်းတစ်ပိုင်းအသက်မဝမ်းကြောင်းလုပ်နေတဲ့ဒီလက်လုံးကစား data ခံတွေကတဖြည်းဖြည်းနဲ့သူတို့အနေနဲ့ဘေးဖေးအပေခံလာရပါတယ်ပြီးတော့သူတို့အနေနဲ့ဒီကြောက်စိမ်းလုပ်ငန်းမှာဆက်ပြီးမလုံကင်နိုင်တို့တဲ့အတွဲတခြားလုပ်ငန်းတွေမှာရှာကြံပြီးလုပ်ရတဲ့ကဏ္ဍတွေလည်းရှိလာပါတယ်တချို့ဆိုရင်တော့ရေးရွာလိုက်အစုအဖွဲ့အလိုက်ပြောင်းရွှေ့ရတာမျိုးတွေတောင်ရှိပါတယ် ဖားကန့်ဒေသမှာတိုင်းသာလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ဝါပြည်သွေးစစ်ညီညွတ်ရေးတပ်မတော် UWSA နဲ့ပတ်သက်တဲ့သူတွေနဲ့ကချင်လွတ်မြောက်ရေးအဖွဲ့ KNU တို့ပိုင်ဆိုင်တဲ့ကြောက်စိမ်းကုမ္ပဏီတွေရှိနေပြီးအခုလက်ရှိကချင်ပြည်နယ်မှာဖြစ်ပွားနေတဲ့စစ်ရေးပဋိပက္ခတွေကအဲ့ဒီကြောက်စိမ်းထုတ်လုပ်မှုနဲ့ဓာတ်ရပတ်သက်နေတယ်လို့ Global Witness အဖွဲ့ကအာရှဒါရိုက်တာ Mike Davis ကပြောပါတယ် In this conflict between the government on the one side, KIA, KIO on the other, both sides get a lot of money. from J. ဆိုတော့ကောင်မျိုးပါကျွန်တော်တို့လက်ရှိပဋိပက္ခအတွင်းမှာပေါဝင်ပတ်သက်နေတဲ့အစိုးရနဲ့ကျွန်တော်တို့ KIA KIO ဒီနှစ်ဖွဲ့စလုံးကဒီကြောက်စိန်ကန္တာကနေအကျိုးအမြတ်အများဆုံးရရှိနေတဲ့အာကန္တာနေရာလေးဖြစ်ပါတယ်ပြီးတော့တို့အနေနဲ့ဒီဖကန်ဒေတာမှာကျွန်တော်တို့အနေနဲ့ဒီကြောက်စိန်အကျိုးအမြတ်အတွက်အများဆုံးရှိရအာခွဲတိုင်းရရှိဖို့အတွက် ပြိုင်ဆိုင်အားပြိုင်ညာကနေပြပေါ်လာတဲ့ဟာလို့လည်းဆိုလို့ရပါတယ်ပြင်တစ်ဖက်မှာလည်းတို့အနေနဲ့ဒီကဏ္ဍအတွက်ညှိနှိုင်းဖြေရှင်းတဲ့ဖြေရှားမှုမျိုးတွေကိုလုပ်နေတာလည်းရှိပါတယ်ကြောက်စင်းထွက်ရှိရာကချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်အစိုးရနဲ့ကချင်းလွတ်မြောက်ရေးအဖွဲ့တို့ဟာအပြည့်အခက်ရစဲနောက်ပိုင်းညဉ့်ညံရေးဆွေးနွေးပွဲတွေစတင်တဲ့အခါမှာဒေသခံလူထုရဲ့အကျိုးစီးပွားကိုပါထည့်သွင်းတွက်ချက်ဖို့လိုတယ်လို့ Global Witness အဖွဲ့ကအကြံပြုထားပါတယ်တဘာဝတရံစာတအရင်းမြစ်များထုတ်လုပ်မှုဆိုင်ရာပွင့်လင်းမြင်သာမှုဖော်ဆောင်ရေးအစီအစဉ် EITI မှာမြမအစိုးရအနေနဲ့အဖွဲ့ဝင်ဖြစ်ပါဝင်တာကြောင့်လာမယ့်2016ကိုဇန်နဝါရီလမှာတင်သွင်းရမယ့်ပထမဆုံးအစီရင်ခံစာထဲမှာကြောက်စိမ့်နဲ့ပတ်သက်ပြီးဘယ်အတိုင်းအတာအချက်အလက်အမှန်တွေပါမလဲဆိုတာစောင့်ကြည့်ရမယ်လို့ Global Witness အဖွဲ့ကပြောပါတယ်ခင်ဗျာ။